မင်္ဂလာပါပရိသတ်တို့ရေကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တို့အနေနဲ့ငကားတွေဆိုတာဟာဒဏ္ဍာရီလားတံတဝါတွေဓမ္မမဟုတ်ယုံနှံပုံမြင်တဲ့ကစိတ်ကူးရင်တံတဝါတွေလို့ပဲထင်မိကြမှာပါဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဂရီလူမျိုးတွေဆူမာရီယန်လူမျိုးတွေအပါအဝင်ကမ္ဘာပေါ်ကရှေးလူမျိုးစုတော်တော်များများရဲ့ယဉ်ကျေးမှုတွေမှာငကားတွေပါဝင်ခဲ့ကြပါတယ်ဒါတွေကိုအဖြေချဖို့ဒီကနေ့ဗီဒီယိုမှာတော့ကင်မရာတွေကနေရိုက်ကူးခဲ့မိတဲ့တကယ်အပြင်ဘဝကငကားတွေအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် ။နံပါတ်၄မွန်ဂိုလီးယားကတန်ငါတဲ့ဖမ်းမိတဲ့ငကားဖြူ။2014ခုနှစ်ဇွန်လမှာအဖြူအောင်ငကားရဲ့တကယ်ပုံဖြစ်တယ်ဆိုတဲ့ဓာတ်ပုံတပုံကအင်တာနက်မှာပြန့်နှံ့ခဲ့ပါတယ်။ဒီငကားဖြူမှာတကယ်ငကားရဲ့ဝိသေသလက္ခဏာတွေများစွာပေါ်ဝင်ပြီးဥကြိုတွေခြေသေးတွေနဲ့ကိုယ်တွေသွေလျှကအရှိအအဖြင့်3မီတာခန့်ရှိပါတယ်။ဒီဒရင်နဲ့ပတ်သက်ပြီးမွန်ဂိုလီးယားမှာရှိတဲ့ရေကြိုကန်ဖြစ်တဲ့ဝူလီယန်စူးပင်လယ်မှာတံငါတဲ့တအူးကငါးများရင်ဖမ်းမိခဲ့တာပါလို့သတင်းရင်းမြစ်မသိရတဲ့နေရာတစ်ခုကနေဖော်ပြခဲ့ပါတယ်။ ဒီနောက်မှာပေကျင်းမြို့ကိုထပ်မံစစ်ဆေးဖို့တည်ဆောင်သွားတယ်လို့လည်းဆိုပါတယ်။ဓပုံငါအတူလားလက်တွေ့ဆန်တဲ့ဗပူလားဆိုပြီးလူအများစုကတန်လျာရှိခဲ့ကြပေမယ့်ဒီလိုကြီးမားတဲ့သတ္တဝါတကောင်ကိုတန်ငါသေးကဖမ်းမိခဲ့တယ်ဆိုတဲ့အချက်ကတော့တကယ်ကိုထူးခြားပြီးတော့စိတ်ဝင်စားစရာဖြစ်ပါတယ်။နံပါတ်3လမ်းမပေါ်ပြုတ်ကျလာတဲ့ငကားလို့ဆိုတဲ့သတ္တဝါဒီဗီဒီယိုကတော့ Facebook နဲ့တခြားလူမှုမီဒီယာတွေပေါ်မှာကြီးစုသူတန်ပေါင်းများစွာရရှိခဲ့ပါတယ်။လူတွေကဝေးလံခေါင်းတီးတဲ့နေရာတစ်ခုမှာငကားတကောင်ကိုတွေ့ရှိခဲ့တယ်လို့အခိုင်အမာပြောဆိုကြပါတယ်။ ဒီနဂါဟာဖိလစ်ပိုင်နိုင်ငံမိုက်ဆိုင်းမြို့မှာရှိတယ်လို့တချို့တွေကဆိုကြပေမဲ့တခြားဆောင်မတွေကတော့တရုတ်ဒါမှမဟုတ်မက္ဆီကိုမှာလို့ပြောကြပါတယ်။တချို့ကဒါကိုရူရန်လို့ခေါ်တဲ့အနုပညာရှင်တဦးကဖန်တီးထားတဲ့အနုပညာလက်ရာလို့ဆိုကြပါတယ်။ဒါပေမဲ့နဂါတွေတကယ်ရှိခဲ့ပြီးကမ္ဘာနေရာတိုင်းကိုစူးစမ်းရှာဖွေထားခြင်းမရှိသေးတဲ့အတွက်ဒီနေ့အထိအသက်ရှင်လျက်ရှိနေနိုင်တယ်လို့အခိုင်အမာပြောဆိုကြသူတွေလည်းရှိနေသေးပါ။ဒီနဂါကကောင်းကင်ကနေပြုတ်ကျလာတာလားဆိုတာကတော့အခုအချိန်ထိဘယ်သူကမှမသိသေးတဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်နေသေးပါပဲ။နံပါတ်1တိမ်တွေတဲပြက်ကွယ်သွားတဲ့ကောင်းငင်နဂါ ဒီဗီဒီယိုကတော့အတော်လေးကိုဒရမာဆန်ပါတယ်တေးုနဂါရကောင်ကကောင်းငင်ဘော်ကိုပြန်တက်သွားပြီးနောက်ဆုံးမှတိန်ရီတဲကိုပြောက်ွယ်သွားတာကိုတွေ့ရပါတယ်နောက်ခါမှလူအချို့ရဲ့အဟိတန်တွေကိုကြားရတဲ့အတွက်ဒီဗီဒီယိုဟာတကယ်ကိုမယုံနိုင်စရာဖြစ်နေပါတယ်တေးုနိုင်ငံမှာဒီလိုမျိုးနဂါကိုနန်နဂါ Classity ရဲ့ Dragon လို့လည်းခေါ်ကြပါတယ်တချို့ကဗီဒီယိုကိုတီးဖြတ်ပြင်ဆင်ထားတဲ့ animation နဲ့လုပ်ထားတယ်လို့ပြောကြပေမယ့်နောက်ခါကလူတွေကဘာကြောင့်အရန်အန်အော်ပြီးအဟိနေရတယ်လဲဆိုတာကိုတော့ရှင်းပြဖို့ခက်ခဲပါတယ်ဒီနဂါဂိတ်ပေါင်းပေါ်တယ်တစ်ခုကနေအခြားကဘာကိုရောက်သွားတာလည်းဖြစ်နိုင်ပါတယ် ။နံပါတ်1ယုံကြည်အားဆုံးငကားတွေးရှိမှုနဲ့ပတ်တီယိုဒါတယ်2016ခုနှစ်မှာတရုတ်နိုင်ငံကတောင်တန်းတွေပေါ်မှာပြန်တန်းနေတဲ့ငကားကိုစောင့်ကြည့်တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။အများစုကဒါဟာငကားအစစ်ဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့တချို့လူတွေကတော့ဗီဒီယိုကိုတီးဖြတ်ထားတယ်လို့ထင်ကြပါတယ်။ဒါမှမဟုတ်လွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကမျိုးတုံးသွားခဲ့တဲ့ပတီဒိုဒါတယ်လို့ခေါ်တဲ့ပြန်တန်းသွားတဲ့တွားသွားတရဝါဖြစ်နိုင်တယ်လို့အကြံပြုသူတွေကလည်းရှိပါတယ်။နောက်ပြီးတော့အချို့တွေကဂိမ်းအော်သရုံစီးရီးအတွက်ကြော်ညာဗီဒီယိုဖြစ်နိုင်တယ်လို့တောင်မှပြောကြပါသေးတယ်။ ကဲပရိသတ်တို့ရေဒီနေ့ဗီဒီယိုထဲမှာတော့ငကားတွေကိုအပြင်ဘဝမှာတွေ့ရှိမှုနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောငကားတွေတကယ်ရှိတယ်လို့ယုံကြည်ကြလား။ပရိသတ်တို့ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာရေးပေးကြပါအောင်။အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။